ကိုဖြစ်တယ်လို့ तू မဖြစ်ပါစေနဲ့ကိုနာတယ်လို့ तू မနာပါစေနဲ့ကိုခံစားရတယ်လို့ तू မခံစားရပါစေနဲ့အဲ့ဒါစာနာမှုကျွန်တော်ဆိုငငယ်တုန်းကတခါမှရံမဖြစ်ဘူးဒီနေ့တည်းထိကျွန်တော်ဘသူကိုမှလက်သီးနဲ့မထိုးဘူးဘာလို့မထိုးဘူးတာလဲဆိုတော့ကျွန်တော်အထိုးခံရမှကြောက်လို့ဟုတ်တယ်နာမလေးကိုအထိုးခံရမှကြောက်ရင် तू များကိုလည်းကိုမထိုးပဲနေလိုက်တာပေါ့ကိုသာမထိုးပဲနေတာဗျကျွန်တော်88ကဖန်ခံရတော့အကြီးကြီးအထိုးခံရတာပဲတဘုံမုန်းနေကိုနေတာပဲကျွန်တော်ဗျာတောင်းလိုက်တက်ထဲလေးရောက်လေရောက်ကို လက်ကိုနောက်ပြန်ခတ်လိုက်တယ်လက်ထိတ်ကိုခေါင်းကိုအဝတ်မဲကြီးနဲ့ဆွတ်လိုက်တယ်ပြီးတော့ပြောသေးတယ်နောက်လက်မကြည့်နဲ့တော့တဲ့ဟွန်းခေါင်းကိုအဝတ်မဲအဝတ်မဲကြီးဆိုပြီးမှနောက်လက်မကြည့်နဲ့တော့ဆိုဘယ်နဲ့ဟာလို့လက်ကြည့်လဲဘာမှမမြင်ရဘူးအမှန်ကတော့သူကြောက်နေတာကျွန်တော်ကြောက်တာမဟုတ်ဘူး तू ကသူ့မျက်နှာကျွန်တော်မြင်သွားမှကြောက်တာဒါပေမဲ့မစိုးပါဘူး तू ကလည်းသူ့ကိုစံကြိမ်စံညုံးမမိမှကြောက်တော့လေတပုံးပုံးနဲ့ကိုထိုးတော့တာပဲကျွန်တော် ချတာဗျာလက်ညောင်းတော့လက်အာတော်တော်အားမရှိတော့ဘူးထင်တယ်ခြေထောက်နဲ့ရွေးဆောင်ကန်ကြတော့တာပဲ။ဟိုကျွန်တော်လက်စင်းစားတယ်တော်တော်တတ်တိရှိတဲ့လူတွေပါလား။လက်ထိတ်နောက်ပြန်ခတ်ပြီးအဝတ်ကောင်းစွတ်ထားတဲ့လူကိုလက်သီးနဲ့လက်ထိုးတယ်ခြေထောက်နဲ့လက်ကန်တယ်ကဲ။အဲ့ဒီကနေပြီးသွားလားဆိုတော့မပြီးသွားဘူးဗျာ။ကျွန်တော်စည်ရင်တောင်းတော့ကျွန်တော်ကစည်ရင်မပေးဘူးပေးခံလိုက်တဲ့အခါမှာတူတူပြောပြရစီတော့အဲ့ဒါတော့ကတ္တရာလိုင်းကြီးပေါ့ဟိုမြေကြီးပေါ့ အမ်ဘီဂျီတွေမှာကျွန်တော်ထည့်ပြထားလိုက်ကျွန်တော်ခေါင်းလေးပဲပေါ်တယ်ဘီဂျီပေါ်မှာပေါ်မှာပြည့်အနောက်ဖက်ကကြောက်ဖြူမှာကွာမှာတန်တွဲမှာစစ်တွေမှာဒီလုံငန်းတွေထောင်လို့ရတာပေါ့တင်မောကြီးနေအဲ့ဒီအယုတ်တွေကိုတင်မယ်ဆိုလဲတကွကြီးလာစရာမလိုဒီနားကနေထွက်သွားရင်နီးနီးလေးပဲတင်မောကလည်းအရင်သက်သာမယ်ကျွန်တော်တို့မှာအဲ့ဒီနီးပညာကျွမ်းကျင်မှုအတတ်ပညာအတွေ့အခေါ်အတွေ့အကြုံဘုဟုတ္တမရှိလို့ ဲ့ဒီ competency မရှိလို့ကျွန်တော်တို့စီကကလေးတွေသူတို့စီမှာကျွန်းသွားခံရတယ်။ထားတော့ကျွန်တော်တို့ဒီနေ့အစားကြိုးစားမယ်ဆိုရင်မိနိုင်ပါလေ။တိုးတော့စိတ်မကောင်းစရာကောင်းတာကအဲ့ဒီဘက်ကိုကူးသွားတဲ့ယောက်ျားလေးတွေကမတော်တဆဖမ်းခံရပြန်ရင်ထောင်ချခံရတယ်။တလုံးကမှကျွန်တော်တို့34ယောက်သွားကယ်ရတယ်ယောက်ျားလေးတွေကိုအကျဉ်းသားလဲလဲရေးစီစဉ်တယ်။ဟုတ်ပြီ။မင်းကလေးတွေကြတော့မင်းကြီးတွေတောင်းတဲ့ချီပြီးရှိတယ် ဲ့ဒါလို့ကူးလိုက်တာနဲ့မိရင်မိမလေးတွေကိုကြတော့ထောင်ထဲမပို့ဘူးဗျာကတော့ပါရဲ့ဒီမှာကျွန်တော်အမတွေနမတွေအတော်တွေရှိပါတယ်ကိုတုံးလုံးချုပ်ပြီးထိုင်ထားလုပ်ခိုင်းတယ်ကျွန်တော်ဗီဒီယိုခွေးရှိပါတယ်ကာယကံရှင်တွေရဲ့တိတ်ခါကိုငဲ့တော့အဖြစ်ကျွန်တော်တို့ထိုးပြလို့မရပါဘူးအဲ့ဒါကျွန်တော်တို့ဗမာလူမျိုးတွေပါကျွန်တော်တို့နိုင်ငံသားတွေပါ ကျွန်တော်တို့လူမျိုးကျွန်တော်တို့နိုင်ငံသားတွေကတရုတ်ပြည်ရှိမှာထိုင်ထသွားလို့ရတာကိုတုံးလုံးနဲ့စဉ်းစားကြပါဦး။ဘာကြောင့်လဲ။အဲ့ဒီ competency မရှိလို့ကျွန်တော်တို့ပစ္စည်းအင်ဂျင်ကြောင့်ဒီသူတို့စီတယောက်ပဲ။ကျွန်တော်တို့မှာနည်းပညာမရှိလို့ကျွန်တော်တို့ရဲ့လူအားလူအား human resource လို့ခေါ်တဲ့လူတွေအဲ့ဒီကိုရောက်တဲ့ကျွန်တော်တို့စီမှာသူတို့ပေးနိုင်တဲ့အလုပ်မရှိဘူး။အဲ့ဒါဘာကြောင့်လဲ။အစိုးရမကောင်းတာပဲ။ဒါရှင်းတယ်။ ကျွန်တော်တို့ကဘယ်လိုပဲကန်လက်ပြောစရာမလိုအဲ့တော့ကျွန်တော်ခုနပြောပါတယ်ကျွန်တော်မကောင်းတာကိုပြောတာတော့လွယ်တာမရှိပါဘူးလို့ကျွန်တော်ပြောပါတယ်မကောင်းတာအခုပြောလိုက်တယ်ဘယ်လောက်လွယ်ဒါပေမဲ့ဓာကြီးတစ်ခုလုံးကိုကျွန်တော်ပြင်ဖို့ဆိုတဲ့အခါမှာကျွန်တော်ခုနပြောတဲ့အချက် OC မှာ C တစ်လုံးပဲကျွန်တော်ပြောရပါသေးတယ်ကျွန်တော်တို့ competency ရှိအောင်ကိုနီကိုဟန်နဲ့စူးစမ်းကြအောင် ပြိုင်ဆိုင်နိုင်တဲ့အင်အားရှိရပါလိမ့်မယ်ကျွန်တော်တို့ဘာမှလူမျိုးမှမဟုတ်တာကြာရင်တော့ပြိုင်တယ်ကျွန်တော်နမူနာတစ်ခုပြောချင်ပါတယ်တကမ္ဘာလုံးမှာရှိတဲ့ကမ္ဘာထောက်လှမ်းရေးအဖွဲ့တွေကြီးပဲပြိုင်ပွဲလုပ်တယ်အတူချုပ်ပြောကြပါစို့ကမ္ဘာပေါ်မှာနိုင်ငံပေါင်း140ကျော်ရှိတဲ့ထဲမှာ final အဆင့်ကိုနောက်ဆုံးအဆင့်ကိုရောက်လာတာသုံးနိုင်ငံပဲရောက်တယ်အမေရိကန် CIA အင်္ဂလန်စကော့တလန်ရတယ်ဘာမှပြည်က SBA သုံးွယ်ပဲရောက် ယ်ဆိုတာအဲ့ဒီမှာဘသူပထမလဲ competency ရှင်ပြိုင်နိုင်စွမ်းဘယ်လောက်ရှိလဲစမ်းတမ်းလဲတော့အုပ်တစ်ခုကိုခေါ်သွားတယ်ဟောဒီမှာကြည့်တော့ယုံအကုန်လုံးပြတိုင်လူကြီးခွဲပြအဲ့ဒီယုံကိုဟောဒီတော့အုပ်ထဲကိုလွှတ်လိုက်ပြီးတော့တော့ယုံကြွားတော့လိုက်ရှာဘသူရင်ရှာမလဲဆရာကြီးပဲအမေရိကန်ဆိုတော့ CIA ကျုပ်ရင်ရှာမလဲရှာပါအချိန်ဘယ်လောက်ယူမလဲတနာကြီးဆိုရပါပြီဟုတ်ပြီ လူရားမလို့သုံးမလဲတရားသုံးမယ်โอเคဝင်တော့ဆရာသမား CIA ဆရာကြီးပစ္စည်းပေါင်းမျိုးစုံနဲ့အာယုံကပစ္စည်းတွေရောဘာတွေရောကရိယာတွေရောရေဒါတွေရောဝင်သွားတာတဏှာကြီးလက်ကြောင်အမေရိကန် CIA တွေပြန်ထွက်လာချွေးတန်တွေရွှေရွှေမတွေ့ဘူးတာပြီးဂျုံမတွေ့ဘူးကဲဒုတိယလက်စကော့တလန်ရဲ့အင်္ဂလန်ကခင်ဗျားတို့ဝင်လို့ရပြီလဲတာဗောသူတို့ကလည်းအမေရိကန် CIA တော့ရှာမတွေ့ဘူးလူတရားနဲ့ဆိုတော့နည်းနည်းပို့ယူလိုက်တယ် ကျွန်တော်တို့လူတွေက300 300မယ်3နာရီရှာမယ်โอเคကြွားဝင်သွားတယ်3နာရီပြီးတော့ပြန်ထွက်လာမတွေ့ဘူးသူတို့လည်းမတွေ့လားနောက်ဆုံးကျွန်တော်တို့မြန်မာပြည်ကဟာစူပါမန်လူစားကောင် SB သူပဲရှာတော့ကဲအချိန်ဘယ်လောက်ယူမလဲ10မိနစ်ဟင်သူများကတနာရီ3နာရီ10မိနစ်ကတော့မဟုတ်ပါဟုတ်ပါတယ်လူရင်အားရော တယောက်တည်းပဲဗျာသူများတရာတော့နဲ့300တော့နဲ့မင်းကြမှာတယောက်တည်းဩကျွန်တော်ကိုကျွန်တော်ကိုကျွန်တော်ယုံနေသွားပြီမှတ်ထားလိုက်တော့တကယ်ပဲဗျာဘယ်လောက်တော်လဲဆိုတော့10မိနစ်လည်းပြည့်ရောပြန်ထွက်လာသူကဝဲဝုံကိုဂုတ်ကဖမ်းခေါ်လာနေကြီးရိုက်ရိုက်ပြီးတော့အဲ့ကောင်မင်းဘာကောင်လဲဝဲဝုံကဖြေတယ်ယုံပါခင်ဗျာမင်းဘာကောင်လဲယုံပါခင်ဗျာ ာကြီးအဖွဲ့ရဲ့ရှေ့လဲရောက်ကဝဲဝုံစောင့်ကန်လိုက်သေးတယ်သူကမင်းကမင်းနောက်ဝဲဝုံလို့ပြောရင်905ခါခွင်းနဲ့နှစ်နှစ်ထောင်နဲ့ချပြင်မယ်အဲ့ဒါကိုမဟုတ်တဲ့နေရာကျတော့ competency ကောင်းတယ်ဆိုတာရှင်းပြနိုင်စွမ်းနေတက်တယ်ပေါ့လေကျွန်တော်လည်းမိုးတွေလည်းချိန်တယ်ကျွန်တော်မတမုတ်တရားလည်းမရောက်တကယ်မျောပါတော့အောင်မပြောရင်ပြောရင်အဲ့တော့အဲ့ဒီတော့ကျွန်တော်ပြောချင်တဲ့အဲဒီမှာနောက် e တလုံးကျန်ပါတယ် o c e ပေါ့နော် competency C ကြောင်းကျွန်တော်ပြောပြီးတော့ E ဆိုတော့ empathy ကျွန်တော်တို့ဘာသာတိုင်းမှာဘုရားဘာသာမှာပဲဖြစ်ဖြစ် Christian မှာပဲဖြစ်ဖြစ်အဲ့တရားပါပါတယ် empathy ဆိုတာစာနာမှုကိုဖြစ်တယ်လို့သူမဖြစ်ပါစေနဲ့ကိုနာတယ်လို့သူမနာပါစေနဲ့ကိုခံစားရတယ်လို့သူမခံစားရပါစေနဲ့အဲ့ဒါစာနာမှုကျွန်တော်ဆိုငယ်ငယ်တုန်းကတခါမှယံမဖြစ်ဘူးဒီနေ့တည်းကကျွန်တော်ဘု து ကိုမှ လက်သီးနဲ့မထိုးဘူးဘာလို့မထိုးဘူးတာလဲဆိုတော့ကျွန်တော်အထိုးခံရမှာကြောက်လို့ဟုတ်တယ်နာမလေးကိုအထိုးခံရမှာကြောက်ရင်သူများကိုလည်းကိုမထိုးဘဲနေလိုက်တာပေါ့ဒါ empathy ပဲကိုသာမထိုးဘဲနေတာဗျကျွန်တော်88ကဖန်ခံရတော့အကြီးကြီးထိုးခံရတာပဲတဘုံမုန်းနေုံနေတာပဲကျွန်တော်ဗျာခိုင်းတောင်းလိုက်တက်ထဲလေးရောက်လေရောက်ကိုလက်ကိုနောက်ပြန်ခတ်လိုက်လက်ထိတ်ကိုခေါင်းအဝတ်မဲကြီးနဲ့ဆွတ်လိုက် ပြီးတော့ပြောသေးတယ်နောက်လည်းမကြည့်နဲ့တော့တဲ့ဟွန်းကောင်းအဝတ်မဲအဝတ်မဲဆိုပြီးမြနောက်လည်းမကြည့်နဲ့တော့ဆိုဘယ်နဲ့ဟာလို့လက်ကြည့်လဲဘာမှမမြင်ရဘူးအမှန်ကတော့သူကြောက်နေတာကျွန်တော်ကြောက်တာမဟုတ်ဘူး तू ကသူ့မျက်နှာကျွန်တော်မြင်သွားမှကြောက်တာဒါပေမဲ့မစိုးပါဘူး तू ကလည်းသူ့စံချိန်စံညုံးမမီမှကြောက်တော့လေတပုံးပုံးနဲ့ကိုထိုးတော့တာပဲကျွန်တော် ချတာဗျာလက်ညောင်းတော့လက်အာတော်တော်အားမရှိတော့ဘူးထင်တယ်ခြေထောက်နဲ့ရွေးဆောင်ကန်ကြတော့တာပဲဟိုကျွန်တော်လက်စင်းစားတယ်တော်တော်တတ်တိရှိတဲ့လူတွေပါလားလက်ထိတ်နောက်ပြန်ခတ်ပြီးအဝတ်ကောင်းစွတ်ထားတဲ့လူလက်သီးနဲ့လက်ထိုးတယ်ခြေထောက်နဲ့လက်ကန်တယ်ကဲအဲ့ဒီကနေပြီးသွားလားဆိုတော့မပြီးသွားဘူးဗျာကျွန်တော်စည်ရင်တောင်းတော့ကျွန်တော်ကစည်ရင်မပေးဘူးပေးခံလိုက်တဲ့အခါမှာတူတူပြောပြရစီတော့အဲဒါတော့ကတ္တရာလိုင်းကြီးပေါ့ဟိုမြေကြီးပေါ့ ့ MBG တွေမှာကျွန်တော်ထည့်ပြထားလိုက်ကျွန်တော်ခေါင်းလေးပဲပေါ်တယ်ဒီကြီးပေါ်မှာအဲ့ဒီအချိန်မှာအာမေကြီးကိုအဲ့တက်ကဘူမူးဆိုတဲ့ကောင်ကမောင်းပြီးတော့ကျွန်တော်ခေါင်းပေါ်တော့ဝီးဝီးတို့ပြပြမောင်းတာဟာတင်းပြီပေါ့ဗျာကြောက်တာပေါ့ဗျာဘယ်လူပဲမကြောက်နေမလဲဒီကားကြီးတက်ကြည့်လိုက်တေရောပေါ့ဘယ်လောက်လှုပ်လဲဆိုတာစဉ်းစားကြည့်နော် ပြီးတော့အေးဆေးဆေးမမောင်းဘူးခေါင်းပေါ်လည်းကြော်နေသေးတယ်ဒီကလှုပ်လို့လည်းမရဘူးလေတကူလုံးမြုပ်လာတာလေမင်းဒါလေးပဲပေါ်တာအဲ့ဒါကိုကောင်းကောင်းမမောင်းဘူးပါဇက်ကအော်သေးတယ်မင်းငါကြိတ်လိုက်မှာတော့မင်းငါကြိတ်လိုက်မှာတော့ဘောကြိတ်ရှင်လည်းကြိတ်လိုက်ပါတော့လားကွာပြောနေသေးလားဟုတ်တယ်လေသူပြောတာကပူကြောက်ဖို့ကောင်းနေတယ်ကျွန်တော်ချင်းဆိုတိတ်မြင်ကတ်တာပဲချင်းကိုဘလို့မြင်ကတ်တာလဲဆိုကိုက်သွားတယ်တက်တာလေမကိုက်ပဲနားနားလာပြီဝ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 ီဆိုတော့တော်တော်မုန်းတာဗျကျွန်တော်ထောင်ထဲမှာချင်းသိမ့်မုန်းတာ ။အလားကိုက်ကိုက်လိုက်တာအေးသွားတာပေါ့ဟုတ်တယ်မလား။ကိုက်ပလိုက်အေးတာမကိုက်ဘူးကြွ။ဟာဘာဘာလုပ်တာမှလည်းမသိဘူး။ဒီလူတွေချိတ်ချင်ချိတ်လိုက်အေးသွားရောမချိတ်ဘူး။ငါချိတ်လိုက်မှနော်ငါချိတ်လိုက်မှနော်နဲ့။ကိုက်နဲ့ဖြတ်ဖြတ်မောင်းပြီးတော့သူမချိတ်တော့လည်းကိုကျွန်တော်အရှင်လက်လက်တွေ့ရတာပေါ့လေ။ဒါကျွန်တော်ပြောချင်တာအဲ့ဒါကိုပြောချင်တာမဟုတ်ပါဘူး။ကျွန်တော်ပြောချင်တဲ့နေရာကိုခုမှရောက်မှာ။သူနဲ့ကျွန်တော်နဲ့1988ခုနှစ်မှာအဲ့ဒါလိုကျွန်တော်ခေါင်းကိုကားနဲ့ချိတ်မယ်လို့နောက်နှစ်20ကြာတော့ခါရုပ်ရှင်လို့ဆိုတော့ရောက်သွားတာ မြကြီးနားထောင်ရောက်တဲ့အချိန်မှာအဲ့ဒီဘုံမူဆိုတဲ့လူကြီးနဲ့ကျွန်တော်နဲ့ပြန်တွေ့ရတယ်။သူကထောင်ကြနေပြီ။ထောင်လဲကြီးဘုချုပ်ခင်ကြီးကစားပြီးအကုန်လုံးဖမ်းထောင်ထဲထည့်လိုက်တဲ့အချိန်မှာသူကနှစ်အကတ်တမ်းမရှိအကျဉ်းသားဖြစ်သွားတယ်။သူ့မိမလည်းထောင်ထဲမှာသူ့သားလည်းထောင်ထဲမှာသူ့သားရဲ့မိမလည်းထောင်ထဲမှာသူ့ဘသူမှအစားအသောက်လည်းပေးမလို့မရှိတော့ကျွန်တော် ျွန်တော်ကိုတွေ့တဲ့အချိန်မှာတာနာပါဘာလို့လဲဆိုတော့အချိန်မှာကျွန်တော်ကဆရာကြီးလေးထောင်၁၇နှစ်ရှိသွားပြီလေနေတာဘိုးဘောထောင်မင်းသားပဲဟဲ့ဆိုရင်တွားပြီဒါပဲစွားခနေပဲထောင်ထဲမှာလူတက်တာတိတ်လွယ်တယ်၃နှစ်ပဲထောင်ထဲမှာကြိုက်တဲ့လောက်တက်လူတစ်ကောင်တက်၃နှစ်၁၀ရောက်တက်နှစ်30ပဲအေးစေးပဲတက်လို့ရအဲ့ဒါ तू ကြောက်တာကိုကျွန်တော်သူ့ကိုလုံမှကြောက်တာပေါ့ ကျွန်တော်ကထောင်မင်းသားလေဆိုတော့လူလူတွေကိုဟေ့မသိကြအောင်ဆောင်လုပ်လိုက်ကွာဆိုပြီးတာပဲလေမလုပ်ပါဘူးကျွန်တော်သူ့လက်ဆွဲသွားနှုတ်ဆက်ခဲ့တယ်သူကဘာစားတော့မှသူအိမ်ကမရတော့ထောင်ဝကျွေးတဲ့ထမင်းစုပ်ထမင်းပြက်ပဲစားနေရအဲ့တော့ကျွန်တော်အိမ်ကပါလာတဲ့ငချောက်တွေငပီတွေသူ့ကိုကျွန်တော်သွားပေးတယ်ပြီးတော့ကျွန်တော်အိမ်ကျွန်တော်စိုက်ခေးလေးထဲမှာစိုက်ထားတဲ့ကစွန်းရွက်လေးတွေမုံလာရွက်လေးတွေ ွားပြီးတယ်။နောက် तू ကကော်ဖီတိတ်ကြိုက်တယ်။ကျွန်တော်လည်းကော်ဖီကြိုက်တယ်။ तू ကျွန်တော်ကော်ဖီသွားတိုက်တယ်။အဲ့တော့ကျွန်တော်တောင်းဟောလွတ်လာတဲ့ခါကျတော့ကျွန်တော်သူ့ကိုသွားနှုတ်ဆက်တဲ့ချိန်မှာကျွန်တော်လက်နှစ်ဖက်ကိုကိုင်းပြီးတော့ငိုရှာတယ်။ဒါပြောလေဆိုတော့ဟိုးတစ်ချိန်လုံးကခမ ्या ကိုကျွန်တော်လှုပ်ခဲ့တာလေ။ခွင့်လွတ်ပါဗျာ။ကျွန်တော်လည်းပြောလိုက်ပါတယ်။ခွင့်လွတ်ပါတယ်။ ဘယ်တော့မှမမေ့ဘူးကျွန်တော်တို့မေ့ပြစ်လိုက်เสียကောင်းတဲ့အရာတစ်ခုမှမရှိပါဘူးကျွန်တော်တို့လက်စားချေခြင်းလို့မဟုတ်ပါဘူးကျွန်တော်တို့သားတွေကျွန်တော်တို့သမီးတွေကျွန်တော်တို့မြီးတွေလက်ထက်ကြရင်ဒါမျိုးတော့မဖြစ်စေချင်တော့ကျွန်တော်တို့ခံစားရတယ်ကျွန်တော်တို့မြီးတွေသားတွေကျွန်တော်တို့တူတွေတူမတွေမခံစားရစေချင်တော့တူတိုင်းပြည်မှာဒါမျိုးတကယ်ဖြစ်ခဲ့တယ်လို့သူတို့ပြောချင်တယ်ဒါမျိုးတော့မဖြစ်အောင်လေကျွန်တော်တို့လုပ်ချင်တယ် ဒီအတွက်ကြောင့်ကျွန်တော်တို့မပြေလို့မရပါဘူးအဲ့ဒါကျွန်တော်ပြောချင်တဲ့အီးလို့ကျွန်တော်ပြောချင်တဲ့ empathy อ่ะဒါပါပဲသူသာကျွန်တော်ပုံမှာစာနာမှုတရားရှိခဲ့ရင်တကြိမ်1988တုန်းက2008မှာ तू သွေးပြက်နေစရာမရှိဘူး तू ကျွန်တော်လက်ဆုပ်လက်ကြီးဆုပ်ပြီးငိုပြနေစရာ မရှိအဲ့ဒါ empathy ပဲစာနာတရားမရှိခဲ့တဲ့အတွက်သူဒီလိုဖြစ်ရတယ် ခုမလူကြီးနေမလို့ဒီတို့ကျွန်တော်တို့ဝင်ဖြစ်လို့ဒါသူကျွန်တော်သူ့မကောင်းပြောတာမဟုတ်ပါအဓိကကျွန်တော်ပြောချင်တဲ့အကောင်းဆုံးဥပမာကျွန်တော်အဖြစ်ပြနေဥပမာပေးတယ် empathy ပါစာနာမှုတရားမရှိလို့ဖြစ်ရတဲ့ကိစ္စအဲ့တော့ OCE မှာစာနာမှုတရားပြီးနောက် A တလုံးကျန်ပါတယ် OCE A အဲ့ဒီ A က assess ပဲကျွန်တော်တို့ဘယ်လို assess လုပ်ကြမလဲခုနကကျွန်တော်ပြောပါတယ် competency ရှိအောင် အုံနောက်တွေလည်းပညာတွေလေ့လာမယ်ကျွန်တော်ဒီအိမ်ဟုတ်ပေါ့ဘယ်မှာလဲမသိဘူးပညာအောင်ထားပါတော့ဒီအိမ်တအိမ်ကိုကျွန်တော်တို့ကဝင်ကျင်နေဆိုရင်ဘယ်ကနေဝင်မလဲအပေါက်ရှာအောင်ပေါ့ဝင်ပေါက်တစ်ခုတော့ရှိပါလိမ့်မယ်အပေါက်တက်ကိုတက်ချင်လေကားရှာအောင်ပေါ့လေကားရှိပါလိမ့်မယ်ဘုန်းကြီးเจ้าကိုသွားချင်းဘုန်းကြီးเจ้าရဲ့ဝင်ပေါက်ဘယ်မှာလဲရှာအောင်ပေါ့အဲ့ဒီရှာတာ access ပဲကျွန်တော်ပြောချင်တဲ့အကြောင်းရင်း access ဆိုတာအဲ့ဒါပါကျွန်တော်တို့လမ်းရှာကြရအောင် အဲ့ဒီ assess ဆိုတဲ့လမ်းကိုမရှာမိခဲ့ကျွန်တော်တို့ဒုက္ခရောက်ပါတယ်အခုကျွန်တော်တို့အဲ့ဒီ assess ဆိုတဲ့လမ်းကိုကျွန်တော်တို့ရှာကြအောင်ဘလူနီးနဲ့ရှာနိုင်တယ်လဲဆိုတာကိုတော့ကျွန်တော်အမှုအရေးအမွက်လောက်တော့ပြောပြရစေခုနဆရာနှစ်ယောက်လုံးလည်းပြောတော့ပါတယ်ဆရာညီမညီရောဆရာကြီးဦးထွန်းလွန်ရောသူပြောတာတွေအဲမှာလည်းစာဖတ်ကြပါလေ့လာကြပါလို့ပြောပါတယ်စာဖတ်ပါဒါပဲကျွန်တော်ထပ်ပြောပါလိမ့်မယ်ကျွန်တော်တို့ assess လုပ်လို့ရတဲ့အရာစာဖတ်ပါ နောက်တစ်ခုလုပ်လို့ရတာရှိပါတယ် internet ထဲမှာတုံးတုံးတဲ့အခါ facebook နဲ့ချက်တင်နဲ့ game နဲ့အချိန်အကုန်မခံကြပါနဲ့ internet ဆိုတာယရနာတိုက်ကြီးပါကျွန်တော်တို့ကယရနာတိုက်ကြီးတစ်ခုပေါ်မှာတက်ထိုင်နေပြီးတော့ယရနာတိုက်ရဲ့တံပိုးကိုမသိတလို့ဖြစ်နေပါလိမ့်မယ်အဲ့ဒါ access ပဲကမ္ဘာပေါ်မှာ internet ကို liberation technology လို့တစ်ကမ္ဘာလုံးသုံးနေကြပါပြီ လွမြောက်ခြင်းဤပညာပါအခက်ခဲတွေအားလုံးတွေကလွမြောက်မယ်စိတ်ရဲမှုတွေအားလုံးတွေကလွမြောက်မယ်အဲ့လိုလွမြောက်ခြင်းရယ် liberation technology လို့ခေါ်တဲ့ internet ကိုကျွန်တော်တို့သုံးရပါလိမ့်မယ်မကောင်းတာတွေတော့ရှိမှာပေါ့သို့တော့ချက်တင်လို့ယုံ Facebook သုံးယုံ game ကစားယုံတော့ internet ကိုမသုံးကြပါနဲ့ကျွန်တော်တို့မြဝတီမင်းကြီးဦးစားလို့သိချင်ရင်လေ internet ထဲမှာ မြဝတီမင်းကြီးဥစားဆိုအခုဒီလိုကောက်ရိုက်တာနဲ့တခါလေတန်းပေါ်ပါတယ်ဒါဟုတ်လေကျွန်တော်တို့အင်တာနက်ကြီးတစ်ခုလုံးကိုင်ထားရက်နဲ့ဂိမ်းလောက်နဲ့ Facebook လောက်နဲ့ပဲကျွန်တော်မရက်စေချင်ပါဘူးနောက်တစ်ခုကဒါကျွန်တော် access ကိုပြောတာပါအဲ့တော့အဲ့ဒီတစစ်တက်လိုက်တဲ့ခါမှာ OCEA ထဲမှာ N ပါပါတယ်အဲ့ဒါ neuro disease မှာကျွန်တော်မြန်မာလူမျိုးတွေမှာတော်တော်များများဖြစ်လေဖြစ်တာရှိပါတယ်ကမ္ဘာမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ မြန်မာတွေမှဖြစ်တယ်လို့ကျွန်တော်ပြောတာပေါ့ဗောအဲ့ဒါကမှန်တာကိုမှန်တယ်လို့မထင်ဘူးမှားတယ်လို့ထင်တယ်မှားတာကိုမှန်တယ်လို့ထင်တယ်မှန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 ်လည်းမသိဘူးအဲ့ဒီလိုဖြစ်ရတာတွေအားလုံးကအာယုအာယုနောက်တာဗောနျူရိုဒစ်ဆစ်ဇင်းအဲ့ဒါတွေလည်းကျွန်တော်တို့ဖျောက်ပြစ်ဖို့ကောင်းပါပြီအဲ့ဒါသမှုတရားကျွန်တော်ဖြတ်မယ်ဆိုရင်ကို openness ပွင့်ပွင့်လင်းလင်းအားလုံးဆက်ဆံကြအောင်ကျွန်တော်တို့လည်းပွင့်ပွင့်လင်းလင်းပဲအစိုးရလည်းပွင့်လင်းပါ C competency ကျွန်တော်တို့ရဲ့ confidence ကိုကျွန်တော်တို့တိဆောက်ကြမယ်။ e empathy စာနာမှုတရားကိုချင်းစာစိတ်ထားကြရအောင်။ a assess အဲ့ဒီ assess ကလည်းကျွန်တော်ခုနကပြောပြပါပြီ။အနည်းဆုံးလုပ်နိုင်တဲ့အစာဖတ်ပါဒုတိယချက်ကကျွန်တော်တို့လုပ်နိုင်တဲ့အရာက computer internet ထဲမှာဝင်လေ့လာပါ and neurodiseason ကျွန်တော်တို့မှားတာကိုမှားမှမသိမှားတာကိုလည်းမှားမှမသိအမှန်ကိုအမှားလို့ထင်အမှားကိုအမှန်လို့ထင်အဲ့ဒါမျိုးတွေကိုလည်းကျွန်တော်တို့အဲ့ဒါကိုခွဲခြားနိုင်ဖို့အတွက်က ကိုကိုရိုင်ရဲ့ဥုံနောက်နဲ့ပဲဆိုင်ပါတယ်အဲ့တော့ကျွန်တော်ပြောတဲ့ဟာကိုကျွန်တော်ပြန်ချုပ်ကြည့်ချင်းကျွန်တော်သုံးတက်တိုက်စားဆောက်ပါတယ်အပေါ်ဆုံးတက်မှာကျွန်တော်တိုင်းပြည်ရဲ့ policy တွေကိုရေးပေးပါလိမ့်မယ်အလေတက်မှာအပေါ်နဲ့အောက်ကိုညှိနှိုင်းစည်းစပ်ပေးမယ်ပညာရှင်တွေရှိပါတယ်အောက်ဆုံးတက်မှာကျွန်တော်တို့မိဘပြည်သူတွေအတူတူပါကျွန်တော်တို့အားလုံးပဲလို့စိတ်ထဲနဲ့သွားရမလဲဆိုရင် EPL စိတ်နဲ့သွားချင်ပါတယ်။ E ya expectation F လို့ခေါ်တဲ့ frustration ကို မြို့လင့်ချက်ကနေပြီးတော့အားမလို့အားမရစီကိုမကူးကြပါနဲ့ P လို့ခေါ်တဲ့ participation အားလုံးပါကြပါ L လို့ခေါ်တဲ့ lobby မျက်စာပြစ်ကြရအောင်ဘလို့နီးနေမျက်စာပြစ်မလဲအတိမှန်ပြူပေးလိုက်ပါအားပေးလိုက်ပါပြီးရင်တတိပေးပေးပါဒါဆိုရင်ကျွန်တော်တို့ကသမုတ်တရားကြီးတွေကိုကူးခတ်လို့ရပါပြီ OCEAN ဒီတော့အဲ့လိုဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့တမရမိကုန်းပြီးခဲ့တဲ့အချိန်မှာပါပါတယ် ကျွန်တော်သတော်လည်းတစ်ခေါက်ပြောပြပါပြီ all inclusive political process လို့ပြောပါတယ်အားလုံးပါဝင်သော နိုင်ငံရေးဖြစ်စဉ်ကြီးတစ်ခုကျွန်တော်တို့တနိုင်ငံလုံးနန်း60အကုန်ပါလို့ရပါတယ်ဒီလိုပုံစံနဲ့အဲ့တော့ကြောင့်နိုင်ငံရေးဆိုတဲ့ကိစ္စထဲမှာကြောက်စရာမရှိပါဘူးခုတိုင်းပြည်ကြီးပွားဖို့ချမ်းသာဖို့အတွက်ကျွန်တော်တို့ဟာနိုင်ငံရေးဆိုတဲ့သမုဒ္ဒရာကြီးတွေကိုကျွန်တော်တို့ခုံချလို့ရပါပြီအဲ့တော့ကျွန်တော် တခုတော့တခါထပ်ဖြတ်ပြီးတော့မေ့ကြည့်ခြင်းသေးတယ်နိုင်ငံရေးကြီးဆိုတော့ဘလို့သဘောပေါက်ပါလဲဗျနိုင်ငံရေးကြီးဆိုတော့ဘာပါလဲတခုတော့ပြောပါနိုင်ငံရဲ့အရေးတွေလေ့လာတာပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ကလူတွေမကြားပါဆိုလို့ကျွန်တော်တစ်ဆင့်ပြန်ပြောပြပါမယ်ဒီကဆရာပြောပါတယ်နိုင်ငံရဲ့အရေးကိုလေ့လာတာနိုင်ငံရေးပါတဲ့သဘောတူလားခင်ဗျာဒီမှာနောက်ဘယ်သူများပြောအောင်လဲမသိဘူးတခုတော့ ေးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကိုတို့ဟာဒီဘက်ကပြောပါတယ်ခင်ဗျာကိုအေးဟာနိုင်ငံရေးပါပဲတဲ့သဘောတူပါလားဟောတူတာအေးပဲရအောင်ရေးပါရအောင်ပါရအောင်ရေးပါဟာကျေးဇူးတင်ပါတယ်ဒီကသမီးကပြောတယ်ရရေးရွာရေးမိမိအတိုင်းမှာရှိတဲ့လူအလုံးရဲ့အရေးနိုင်ငံရေးပါတဘောတူပါလား ။တရားပြရပါမယ်။အရာအားလုံးရဲ့အရေးဟာနိုင်ငံကြီးပါ။သဘောတူပါလား။ကျွန်တော်နိုင်ငံကြီးအကြောင်းအကုန်သိနေကြတာ။မသိတာအစိုးရပဲရှိတယ်။ကျွန်တော်တို့ခုလိုပြောလိုက်ကြတော့ဘလောက်ကောင်းလဲ။ပုံမလင်းလေးတရားတယောက်ကလည်းပြောလိုက်တရားတယောက်ကပြောလိုက်တရားတယောက်ကပြောလိုက်တရားတယောက်ကဆက်ပြောရင်လည်းမနဲ့တော့မိုးလင်းအောင်ပဲ။အဲ့တော့နိုင်ငံကြီးဆိုတာအကုန်သိနေကြတာ။ ဘယ်သူမှဆရာလို့ဆရာမလို့ပါဘူးသူတို့မှသိတာမဟုတ်ဘူးလွတ်တော်တဲ့ယောက်မှသိတာမဟုတ်ဘူးကျွန်တော်တို့အလုံးသိနေကြတာပဲအဲ့တော့ကျွန်တော်နိုင်ငံရေးဆိုတာဘာလဲဆိုတော့တခုကျွန်တော်ပြောကြည့်ချင်ပါခလေးလေးတယောက်ကသူ့အဖေကိုမေးတယ်အဖေနိုင်ငံရေးဆိုတာဘာလဲဟာအဖေကအယံဝန်တာတော့ကြည်စမ်းငါသားငါနှစ်သား ငင်းငင်းရွရွနဲ့နိုင်ငံရေးဆိုတာဘာလဲလို့အဖေကိုမေးပေါ်ရတယ်ဝန်သားကိုပေါင်းပါလားဒါကလာအဖေရှင်းပြကျွန်ကျန်နိုင်ငံရေးကတည်တည်ရှိရှိရှင်းပြဒီအိမ်မှာမင်းတို့စားဖို့တောက်ဖို့ဝတ်ဖို့အဲ့ဒါပတ်စံဘသူရှာလဲကလေးကပြန်ဖြေတာအဖေရလဲဖေးရှာတာပေါ့အေးဒီအိမ်မှာမင်းတို့အဖေကအရင်ရှင်ဟာဟုတ်တယ်ကလေးကမှတ်တာလေအဖေကအရင်ရှင်ဒါဆိုမင်မရအောင် မိ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 ကငါရှာပြီးတဲ့ပစံမင်းတို့စားဖို့တောက်ဖို့ကြောင်းသွားဖို့ကြားမှရည်အတွက်အဝေစားအတွက်အဲ့ဒီလိုတုံးပေးရတဲ့အတွက်မင်းတို့မိမိကအစိုးရဟာဟုတ်သွားပြီအဖေကအရင်ရှင်အမေကအစိုးရအဲ့ဆိုကလေးကပြန်ပြီးတားဟောမင်းကမင်းအမေစီမံတဲ့အတိုင်းလိုက်နာပြီးလုပ်ရတဲ့အတွက်မင်းကပြည်သူဟာဟုတ်သွားပြီငါကပြည်သူအမေကအစိုးရအဖေကအရင်ရှင်ဒါဆိုအိမ်မှာခိုင်းထားတဲ့အိမ်ပေါ်မမလေးရော ။ तू ကငါတို့စီမှာကွာလို့အားကယူပြီးအလုတ်လာလုတ်တဲ့အတွက်အလုတ်သမားလူတန်းစားရှင်းသာပြီးအဖေကအရင်ရှင်အိမ်မော်ကမလေးအလုတ်သမားလူတန်းစားမိမေကအစိုးရငါပြီးသူတယောက်ချက်နေတယ်ဘသူလဲတာညီလေးလေးပခက်သေးပါလမ်းမချောင်းနိုင်လေးညီလေးအဲ့ညီလေးရအောင်အော်ဟော तू ကတော့တို့တိုင်းပြည်ရဲ့အနာဂတ်ပေါ့ကွာဟာကောင်းလိုက်တာကလေးသဘောကျဟိုအဖေက ရေရှင်အမေရအစိုးရငါပြည်သူငါညီလေးရတိုက်ပြည်အနာကအေးရမမလာကြတော့အိမ်ပေါ်မမလာကြတော့အဲအေးရဲ့အလုတမလူတန်းစားဆိုတော့တရွရွရွပြီးအိပ်ပြောသွားလက်နိုးလာလက်နိုးလိုက်တဲ့အချိန်မှာကလေးငိုတာကြာသူညီလေးငိုတာဖြစ်လာဟာဖြစ်တာလည်းမသိသူညီခန်းနဲ့တော်ကြည့်လိုက်တော့ညီလေးကပခက်ထဲမှာအီးရင်းနဲ့လူးနေတယ်သူအီးရင်းပေးနေတော့ကလေးကငိုတာပေါ့အဲ့တော့ဟာ မီးပဲရောက်သွားတယ်မိမိတို့ငါသွားခေါ်มาပဲပြီးအမိအခန်းကိုခွင့်ရတာအဲ့အဲ့ချိန်မှာသူ့မေကဂျိုးနေပြီရေလက်ဂျိုးနေပြီအဲ့တော့မိ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 ဆိုတာတော့အဲဝညီလေးကဟောသွားပြီခေါ်လို့လည်းမရအောင်အဲ့ဆိုအဖေပဲရောက်သွားတယ်အဖေပြောက်အောက်ထပ်ကအတန်ကြားတယ်သွားကြည့်တော့မှသူ့ဖေကအိမ်ပေါ်အမရဲ့အခန်းထဲရောက်တယ်ကလေးကောင်းလေးခါပြီ ဒုက္ခတွေပြန်သွားပြီးတော့သူငြိမ်ငိုတာနဲ့သူထားလိုက်ပြီးသူဝင်အိတ်နေလိုက်တော့နောက်တစ်နေ့မှကျတော့မိုးလင်းတော့သူ့ဖေနဲ့သူနဲ့ကော်ဖီတောက်တဲ့အချိန်မှာကလေးကသူ့ဖေကိုပြောတယ်ဘေဘေဒါလေနိုင်ငံရေးကိုကောင်းကောင်းနားလည်သွားပြီဟင်ညာတွင်ချင်းငါသာတော်လိုက်လားအဖေတည်းကိုတော်ရဲသားပဲကဲမင်းဘလူနားလည်တာလေတို့ရရှင်းပြပါဦးလွှင့်ပါတယ်ဘေဘေအဆိုးရကပြည်သူကိုဂယုမဆိုင်တဲ့အချိန်မှာဟင် ဟုတ်တယ်လေသူ့အမေကိုသူသွားတို့တာထားမှမထားပဲသူကပြည်သူလေဟိုအစိုးရကိုမေမေးမေမေးနဲ့နှိုးတာထားမှမထားပဲအစိုးရကပြည်သူကိုအစိုးရကပြည်သူကိုဂရုမစိုက်တဲ့အချိန်မှာအရင်ရှင်လူတန်းစားနဲ့အလုတ္တမလူတန်းစားကကဒင်းပေါ်မှာပလူးနေကြတော့ဟောဟုတ်တာပဲသူ့ဖေအဲ့ဒီခန်းထဲရောက်နေတာ哦တားတို့တိုင်းပြည်ရဲ့အနာဂတ်ကချီးထဲမှာမျောနေတာပေါ့ဗျာ အနိုင်ငံရေးပါပဲအဲ့လိုကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကိုအဲ့ဒါလိုအီအီတွေမှာမျိုးမသွားရအောင်ကျွန်တော်စောစောကပြောခဲ့တဲ့သုံးတပ်တိုက်ကို EPL စိတ်နဲ့စောက်ပြီးတမုတ်တရားတွေရေရေကုကြပါလို့ပြောရင်ဒီလိုချစ်ပါ